အားလုံးပဲမင်္ဂလာပါရှင်။မြမဝိုင်းတီချန်နေရနေပရိသတ်များကိုကြိုပါရစေ။ဒီနေ့မှာတော့စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ပေကင်းဆောင်တရေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်တွေတင်တာသိရှိနိုင်ဖို့ notify bell လေးနှိပ်ပေးပါအောင်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီ။အောင်မြတ်တာတို့လည်းဘာကြော်အိမ်မှာတဲဖို့ဆုံးဖြတ်ခဲ့ကြတယ်။ညဘက်ရောက်တော့အောင်မြတ်တာကဖျားစင်ရှိမှထိုင်ပြီး ိမိလုံးစရာရှိတဲ့အမှုတွေကိုလုပ်နေတဲ့ချိန်တက်ခါရတော့အေရှေကုပ်ပြမှာဘားကျော်နဲ့ထိုင်စကားပြောနေခဲ့တယ်။ဘားကျော်မင်းကြုံခဲ့ရတာတွေ ပြောပြမယ်ဆို။အော်ဟုတ်သားပဲ။ကျုပ်ကမေ့နေရ။ကျုပ်ဆိုအဲ့ဒီချိန်တေးပြီးထင်တာ။ဘလို့စပြစ်တာလဲ။အိမ်နေရလားပြညာကြီး။ကျုပ်တို့လည်းမိကိန်းဆောင်ရင်ကာလာသားတွေစုပြီးရွာထဲမှာအရက်ထိုင်တောင်းပြစ်ကြတယ်။အရက်လေးနည်းနည်းမူလာတော့ဥကလာအကြောင်းကပါလာတယ်။အရင်ကဥကလာချန်နဲ့ခိုးဝင်နေကောင်လေး ကြောင်လန့်စီရအဖြစ်တွေကြုံခဲ့ရတဲ့အဖြစ်တွေပြောခဲ့ကြတယ်။ပြောနေရင်ထုံးမြင့်ဆိုတဲ့ကောင်ကဒီညာ၁၂နာရီတိတိမှာဥကလာချန်ထဲမှာမွေးထားတဲ့ဘဲတကောင်ခိုးနိုင်အရက်တောက်ချင်တဲ့လောက်သူ့တိုက်မယ်ဆိုပြီးပြောတယ်။ကျုပ်ကလည်းမူးနေရဆိုတော့အကြောင်းလန့်ရမရှိဘူး။အဲ့ဒါနဲ့သူပြောတဲ့အတိုင်းသွားခိုးတာ။ဥကလာချန်ထဲဝင်မှုကတိတ်မခတ်ဘူး။သူ့ချန်ပြီးမှပေါက်နေတဲ့တရက်ပင်ပေါ်တက်လိုက်တာနဲ့ချန်ထဲကိုကြော်ဝင်လို့ရသွားပြီ။ကြော်တဲ့တရက်ပင်ပေါ်ကနေချန်ထဲဝင်ပြီး ခြံနောက်ကဘဲခြံရှိရာဖြည်းဖြည်းချင်းတိုးလာလိုက်တယ်။အဲလူကဘဲတွေပါမွေးထတာလား။ဘဲတွေမဟုတ်ဘူး။ကြက်တွေဝက်တွေနွားတွေပါမွေးထတာ။ကျောက်ကလည်းအရှိန်လေးရနေရော့ဘဲခြံအောက်ကနေခင်ထားတဲ့ဝက်ကတ်တွေကိုချိုးပြီးအဲ့နေရဲ့ဘဲတကောင်ဖြတ်ခနဲဆွဲယူလိုက်တယ်။နှုတ်သီးကိုကင်ထားတဲ့အတွက်ဘဲကအော်မရပဲ။တောင်မှန်ခက်တန်အနေငယ်ပဲထွက်လာခဲ့တာ။အဲ့ဒီအဆင်ပြေနေသေးရဲ့။ဘဲကိုအသိဉာဏ်လာတဲ့လုံချီနဲ့ပတ်ပြီးတော့ချမ်းမြေကိုပြန်ထွက်ဖို့လုပ်တဲ့ချိန် တပိနေဘောကနေခုံချလာတဲ့ခြေတံတွေကြားလိုက်ရတယ်။ခြေတံတွေရမှအများကြီးပဲ။ကြုံလေခြေတံကြားတဲ့နေရာကိုကြည့်လိုက်တော့တသက်မှာတစ်ခါမှမမြင်ဘူးတဲ့ပုံဆိုးပန်းဆိုးတွေကိုမြင်လာရတယ်။ကြောက်ရှိအောင်လေးဘက်ထောက်ပြီးပြေးလာနေရမြင်တော့ကြုံအပြင်ကိုဘလို့ပြန်ရောက်လာလဲမသိရော။အရေးတောက်တဲ့နေရာကိုပြန်ရောက်တာပဲသိရဲ့။ပြန်ရောက်တာနဲ့တတိမေသွားတာ။လေးရလောက်မထနိုင်ဘူး။အဲ့ဒီတည်းကဥကလာချက်ဆိုဝေးဝေးရရှောင်းနေ။ခမရပြောဖို့အရာဆိုရင် ဥကလာကသူ့လုပ်တွေထဲမှာနာနာဘာဝတွေကိုအဆောင်ဖြစ်ချထားတာပဲသူ့တရွာလုံးကဘာမှမပြောနိုင်ဘူးလားဘလို့ပြောနိုင်မှာလဲဗျတရွာလုံးသူ့နဲ့လွတ်တဲ့သူမှမရှိအားငွေလုံးရင်သူ့စီရပဲယူပြီးလှူစားနေရတော့ဘသူပြောနိုင်တော့မှာလဲသူ့နဲ့တွေ့လို့မရဘူးလားသူ့နဲ့ကတွေ့လို့ရတယ်ဒါပေမဲ့အပြင်းလူဆိုရင်တော့ तू ကအတွေ့ခံမှာမလားထားလိုက်ပါသူ့ကြောင့်နောက်တော့သိရပါလိမ့်မယ်တက်ခါလေကိုပြေပေါ်ကနေထားဖို့လုပ်တဲ့ချိန်ဘာလို့ရောအိမ်မော်ကြလာလား ဘားကျော်ကအလန်တကြားထောက်အော်တော့အိမ်ထဲမှာရှိရဲ့ဘားကျော်မိဘတွေအပြင်ပြေးထွက်လာတယ်။ဘားကျော်ကဲလုံးတွေခေါမိုးပေါ်ကျလာတယ်။ဘယ်ဟာပြစ်မှန်းလဲမသိဘူး။တက်ခါရခေါမိုးပေါ်ကျလာတဲ့ကဲလုံးတွေကိုကြောက်ကြည့်လိုက်တော့ဒါကြောက်စရစ်အမျိုးအစားပဲ။ဒီလိုကြောက်တဲ့ရွာထဲမှာရှိလား။ရွာထဲမှာတော့မရှိဘူး။ဥကလာချန်ထဲမှာလန်ခင်းမိုးပုံထားတဲ့ကြောက်စရစ်တွေရောရှိရဲ့။ဘားကျော်စကားကိုကြားတော့မင်းတို့ဥကလာကတော့ငါတို့ကိုစိန်ခေါ်နေပြီပဲ။အဲဒီလိုပြောရင်အိမ်မောတက်ခဲလိုက်တယ်။ တက္ခိုင်အိမ်မော်ရောက်တော့အောင်မြတ်သာကဖျားစင်ရှိမှမတ်တက်ရက်ပြီးတက္ခိုင်ခြံတောင်းတွေမှာဒီအက်ချီကျိုးတွေသွားချီထားလိုက်ဒါဆိုရင်သူတို့နှောက်ရှက်လို့မရတော့ဘူးဆိုပြီးတော့အက်ချီလုံးတစ်လုံးကိုလွင်ထရားနေထုတ်ပေးလိုက်တယ်တက္ခိုင်လည်းအက်ချီကျိုးယူပြီးခြံတောင်းတွေမှာချီလိုက်တော့မှခေါမိုးပေါ်ကျနေရဲ့ဂဲတွေရက်သွားတော့တယ်ဂဲတွေကျတာရက်သွားတော့အောင်မြတ်သာဘာကြော်ရဲ့မိဘတွေရောအကြီးတို့ရောမှအခုလိုဂဲတွေကျတာအရင်အဖြစ်ဘူးလား အောင်မြတ်သားရဲ့စကားကိုကြားတော့ဘားကျော်ရဲ့မိဘတွေကတရားမျက်နာတရားကြည့်ပြီးအခုလိုဖြစ်တာကျုပ်တို့ပယ်ထုတ်လိုက်တာပဲ။သူမကျေနပ်တဲ့သူဆိုရင်အိမ်မော်ကိုခဲရီကြလာတတ်တယ်။အဲ့လိုကြပြီဆိုရင်သူ့လေထဲမှာအလုံးလုံးမရတော့ဘူး။သူ့စီကဘာမှမရတော့ဘူး။ခုလိုဖြစ်တာလေးအိမ်လောက်ရှိပြီ။ကျုပ်သဘောပေါက်ပြီ။စေရန်ကြီးမပူပါနဲ့။ဒီဘာမှာအကြီးရောအရင်ပိုင်ခဲ့တဲ့လေမြေဘယ်လောက်ရှိလဲ။အကြီးရောပိုင်ခဲ့တာဆိုရင်စေအေးကလောက်ရှိမယ်။အခုတော့အားလုံးမရှိရောဘူးလေ။ တရွာလုံးနင်းနာထားတဲ့လင်းမြေတွေပြန်ရအောင်ကူညီပေးပါမယ်။ခုအရေးကြီးကြုံတွေ့နေရတဲ့အခက်အခဲတွေအနောက်ရက်တွေကိုဖြေရှင်းပေးမလို့ကျုပ်တို့ဒီရွာအောင်ရောက်လာတာပါ။စိတ်အေးထားပြီးနေကြပါ။အဲဒီလိုမှပြီးအောင်မြတ်တာနဲ့တက်ခိုင်တို့နှစ်ဦးရွာပြင်ကွင်းလယ်ဇက်ကိုထွက်လာခဲ့ကြတယ်။ရွာမြေအဆက်ကိုလည်းရောက်တော့အောက်တက်တဲ့အနံတစ်ခုကပဲကင်းနေတဲ့ဟာနေလွင်ပြတ်လာခဲ့တယ်။ဆရာဒီအနံကလူတွေသေပြီးပုတ်တဲ့ခါထွက်တဲ့အနံမဟုတ်ဘူးလား။ဟုတ်တယ်။ ဒါကြောင့်ရှေ့ဆက်မသွားပဲစောင့်ကြည့်နေရ။ပဲကင်းနေအကုန်လုံးထဲမှာနာနာဘာဝတွေရှိနေတယ်။ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။ဒီနေရာကအဓိကစင်းမြင့်နေရာမဟုတ်ဘူး။ဒီတရားကောင်တွေကိုမောင်းထုတ်လိုက်ရင်လည်းပြန်လာကြအောင်မှာပဲ။လယ်နေထဲမှာမြုပ်ထားတဲ့အစီရင်တွေကိုဖော်ထုတ်မှရမယ်။အခုလက်ရှိအခြေအနေကိုသိရမယ်မို့လို့မနေ့ပြန်ဥက္ကဋ္ဌအိမ်ကိုသွားပြီးမီးစင်ကကြည့်ရမှာပဲ။အောင်မြတ်တာတို့လည်းပဲကင်းနေရှိရာဘက်ကနေပြန်ထွက်လာပြီးရွာထဲကိုဝင်လာခဲ့လိုက်တယ်။မနေ့မိုးလင်းတော့ ဆရာတို့ကျုပ်ကိုခေါ်ရဲဆိုလို့အေးဟုတ်တယ်ဥကလာအိမ်ဘယ်နာမှလည်းတည်ကျင်လို့မေးမလို့ပါဩဥကလာအိမ်ကဒီရွာလန်းအတိုင်းတက်တက်သွားရင်တွေ့လိမ့်မယ်တအိမ်လုံးရေနံကြီးတုတ်ထားတာသူ့တအိမ်ပဲရှိရဲ့အေးအေးမင်းလည်းလုံးဆရာရှိရတော့အောင်ဆရာတို့ကဥကလာအိမ်ကိုသွားမလို့လားတတိထားနော်ဘာကြောင့်ရဲ့စကားကိုကြတော့အောင်မြတ်သားအနှဲငယ်ပြုံးကြကရွာလန်းအတိုင်းဝင်လာခဲ့လိုက်တယ်ရွာလမ်းမကြီးအတားရှောင်းလာတဲ့အောင်မြတ်သားတို့ကိုမြင်တော့ ရွာလေးအားလူတွေမဝေမယဲနဲ့လှမ်းပြီးကြည်နေကြတာမြင်လိုက်ရတယ်။များမကြမီရေနံကြီးဝါနေရဲ့နှစ်ထပ်အိမ်မဲမဲတလုံးကိုလှမ်းမြင်လိုက်ရတယ်။အိမ်ရဲ့ကိုရောက်တော့ခြံဝါးမှာကတ်ထားတဲ့ဆာကရဟန်းတန်ကာနဲ့အခွင့်မရှိသူမဝေရတဲ့။အဲ့ဒီဆိုင်မုတ်ကိုမြင်တော့တက်ခိုင်ပါဇက်အဟောင်းသားဖြစ်သွားတော့တယ်။အဲ့ဒီချိန်ခြံထဲကနေအရက်ပုလုံးလုံးလူတယောက်ထွက်လာပြီးတော့ခမရိုးကဘသူလဲဘသူနဲ့တွေ့ကျင်လို့လဲ။တော်သူရဲ့စကားကိုကြတော့အောင်မြတ်တာက ကျုပ်တို့ကဥကလာကိုတွေးဖို့လာတာပါသူနဲ့စကားနင်းငယ်ပြောဖို့ရှိလို့ဆရာမရှိဘူးရှိတယ်အပြင်လူတွေဆိုရင်မတွေ့ဘူးခမ ्या တို့ပြန်တော့ပြောပြီး channel ဝင်မှုအလုပ် channel ရနေငပုဘသူတွေလဲကွာဆိုရဲတန်ထွက်လာတယ်အဲ့ဒီတန်လေးကြာရောငပုဆိုရဲလူကဘယ်မှမသိပါဘူးဆရာနဲ့တွေးကြနေဆိုပြီးလာပြောနေလို့ဩဘားကျော်ရဲ့ဧည့်သည်တွေရောဝင်လာပါစေကွာဒါမှမဟုတ်တခုတော့ရှိရယ်နော် ကျောက်ချက်နဲ့ဝင်လာလူတစ်ခုခုဖြင့်ကျောက်တာဝင်မြူဆိုတဲ့ချိတ်ချောက်တဲ့စကားဆန်ဆန်ပြောလိုက်တော့အောင်မြတ်တာကကြားပါတယ်ကျောက်တို့အတွက်ကျောက်တို့တာဝင်ယူပါတယ်ပြောပြီး channel ကိုလှမ်းဝင်နေချိန် channel ရတစ်ပင်နေအလုံးလီမတိုက်ပဲလှုံရမ်းကုန်တယ်တစ်ပင်နေလှုံရမ်းနေရမြင်တော့ဥကလာကတစ်ပင်မောကကောင်းနေငိမ့်ငိမ့်နေစမ်းဧည့်သည်စိတ်နှောက်ရှက်ဖြစ်ရမလို့ပါဘူးကဥကလာရဲ့ရည်သက်တဲ့စကားကြောင့်တက်ခိုင်စိတ်အနှင်းငယ်တူသွားတာကိုသိရအောင်မြတ်တာလက်ခံပြပြီးရော့ ကျုပ်တို့အတွက်အနောက်ရှက်မဖြစ်ပါဘူးမိတ်ဆွေရဲ့မိတ်ဆွေရဲ့အပေါင်းအသင်းတွေကအနေမခံအောင်ဂရုစိုက်ပါအောင်မြတ်တာစကားကိုကြတော့ဥကလာမျက်နှာတစ်ချက်ပြတ်သွားပြီးရောကျုပ်စီလာရတဲ့အကြောင်းရင်းအားဘာများလဲတူ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 မရှိပါဘူးကျုပ်တို့ကအမှန်တရားကိုမြင်နူးရဲသူတွေဆိုတော့ခမားယူထားတဲ့အမှန်တရားကိုလာပြန်တောင်းတာပါကျုံနားမလဲဘူးပွင့်ပွင့်လင်းလင်းပြောပါလားကောင်းပြီလေကျုပ်တို့ပွင့်ပွင့်လင်းလင်းပြောပါမယ် ခမရရွာသားရေးစီကနေမတရားသဖြင့်ယူထားတဲ့လဲမျိုးတွေကိုပြန်ပေးဖို့ကျောက်တို့လာပြောတာပါကျောက်ကမတရားသဖြင့်ယူထားတယ်ဟုတ်လားဘားကျော်ရဲ့စကားကိုယုံပြီးကျောက်ကိုလာဆူဆွဲနေရလားကျောက်ကမတရားဘူးသူတို့စိတ်ကျင်တယ်လို့လာရောက်တဲ့အတွက်ကျောက်ဝယ်ထားတာဒါဆိုရင်ပဲခင်းနေတဲ့မှာရွာသားတွေထုံရမ်းဆိုင်ပြိုးလို့မရအောင်လှုပ်ထားတဲ့အစီရင်နေရအောင်ဒါရီယာရိုးသားတဲ့လှုပ်ရလားခမရတို့ကကျောက်ကိုလာချင်းချောင်းနေရလား ကျောက်ကဘာဝုံးမကြောက်လို့ဒီအလုံးလောက်စားနေရခင်ဗျားတို့အကောင်းမကတိပြန့်ကျင်နေဆိုရင်ခုချက်ချင်းရွာလေးရထွက်သွားပါမထွက်သွားဘူးဆိုရင်ကျောက်ဥဆိုးမဆိုနဲ့ကျောက်တို့ဒီဘာကိုရောက်လာလဲဆိုတာရွာသူရွာသားတွေရဲ့အခက်အခဲကိုဖြေရှင်းပေးဖို့ရောက်လာတာမိတ်ဆွေတို့အရင်ဆုံးမြစ်တာရက်ခန့်နဲ့ဒါအောင်လက်မခံရင်တော့ကျောက်တို့နေကျောက်တို့ဟန်နဲ့ဖြေရှင်းရလိမ့်မယ်ကောင်းပြီလေသင်တို့ဘာများလုံးနိုင်မလဲဆိုတာစောင့်ကြည့်မယ်ကျောက်ပိုင်နဲ့လေဝေရာတွေတဲ့ကတည့်ရွတ်တည့်ရွတ်သင်တို့ယူသွားနိုင် တင်းတို့ဖြစ်စေခြင်းတဲ့အတိုင်းကြုတ်လုပေးမယ်တကယ်လို့တင်းတို့မယူနိုင်ဘူးဆိုရင်ဒီရွာကိုဘယ်တော့မှချိန်မချမိစေနဲ့ကြုတ်သဘောတူတယ်ကြုတ်ဘယ်ချိန်စားရမလဲမိတ်ဆွေပြောပါဒီညစလို့ရပြီတင်းတို့ရဲ့ကြောင်းလန်းနေမဲ့မျက်နှာတွေကိုကြည့်ဖို့ကြုတ်ဆောင်နေပါမယ်ငါ့ဘူးအဲ့တဲ့ရီကိုလိုက်ဖို့လိုက်အောင်မြတ်တာလဲလူကျင်တဲ့စကားကြားပြီးမှခြံဝိုင်းထဲကနေထွက်လာခဲလိုက်တယ်။ဘားကျော်လိုအိမ်ကိုပြန်လာတဲ့လမ်းမှာတော့တက်ခိုင်ကဆရာဒီညဘယ်ချိန်စမှာလဲ ညကြရင်လူကြီးတိတ်တိတ်ဖြစ်တဲ့ဆယ်ချက်တီလောက်မှစမယ်။အခုပြန်ရောက်တာနဲ့ရွာသားတွေကိုမှားစရာရှိရာမှားရမယ်။အောင်မြတ်တာတို့လည်းပြန်ရောက်တာနဲ့အိနာနီးဆက်ကရွာသားတွေကိုခေါ်ပြီးညဘက်ရောက်တဲ့အခါအိနေရအိမ်ပြေမထွက်ဖို့မှားကြခဲ့လိုက်တယ်။အချိန်နေရတဖြည်းဖြည်းကုန်လွန်လာသလိုအမောင်သူကလည်းတဖြည်းဖြည်းကြီးစိုးလာခဲ့တယ်။အမောင်သူရဲ့မှာတော့တရွေ့ရွေ့ရှောင်းလန်းလာသူနှစ်ဦးရှိနေတယ်။သူတို့တွေကတော့အောင်မြတ်တာနဲ့တက်ခိုင်းဆရာအချိန်ကြတော့မယ်။ တက်ခရဲ့စကားကိုကြတော့အောင်မြတ်သာလက်ကပြပြီးခနာဆောင်းလိုက်ပါအောင်သူတို့ဘက်ကိုအရင်ကြည့်အောင်မယ်အောင်မြတ်သာစကားဆုံးပြီးတိတ်နေကြခင်မှာပေကင်းနေတဲ့ကမြေစာတွေကမူးထလာခဲ့တယ်တက်ခရအောင်မြတ်သာကိုလှည့်ကြည့်လိုက်တော့အောင်မြတ်သာကခေါင်းညစ်ပြီးအချက်ပြလိုက်တယ်တက်ခိုင်လည်းအမေးရပြီးမှပေကင်းနေကိုဆင်းလိုက်တဲ့ချိန်မြေစာပုံးတွေကြားထဲမှာငုတ်တုတ်ထိုင်နေတဲ့မဲမဲကောင်တွေကတက်ခိုင်ရှိရာကိုပြေးဝင်လာခဲ့တယ်ညမောင်ထဲမှာမှပြေးဝင်လာတဲ့ယာရီကို တဲခွဲစွာမမြင်ရပေမဲ့တက်ကైတတိထားကအနားရောက်လာတဲ့အကောင်ကြီးကိုလေတရားနဲ့လက်ဝါးဆောင်နဲ့ရိုက်ထုတ်ပြလိုက်တဲ့လက်ထဲမှာကင်ထားတဲ့အင်းအစွမ်းကြောင့်အနားကပ်လာတဲ့ကောင်တွေပေကင်းအဆက်ထိအောင်လွင့်ထွက်သွားတယ်။အင်းချက်စွမ်းကိုတီလိုက်ရတဲ့ငနေသားရိကအနားကိုကပ်မလာရတော့ပဲအဝေးကနေရစ်တီရစ်တီလောက်ပြီးအခြေအနေကိုစောင့်ကြည့်နေတရတက်ခိုင်လဲပေကင်းနဲ့ရပေပင်တွေကိုလက်နဲ့ဆွဲနှုတ်ပြီးအပေါ်ပြန်တက်ဖို့လုပ်တဲ့ချိန် ဟိုဘက်ဘဲကင်ဘက်ကနေဒီဘက်ဘဲကင်ဘက်ကိုခုံလာတဲ့အကောင်တကောင်ထက်မြင်လိုက်ရတယ်။အကောင်ကတော်တော်ကြီးရဲ့ပြောရမယ်။ဘဲကင်နဲ့အေကားလောက်ကိုတစ်ခါခုံလောက်ပဲရှိရဲ့။အောင်မြတ်သာလဲတက်ခါကိုအပေါ်တက်ခိုင်းပြီးခုံကျော်လာတဲ့အကောင်မြင်သာအောင်ဘဲကင်ဆက်တီစင်ကရက်ဆောင်နေလိုက်တယ်။အောင်မြတ်သာလဲဘဲကင်နာရောက်တော့ဆွေကနေဆွေကနေခုံပြီးပြေးလာတဲ့ကောင်ကအနားရောက်လာတယ်။အနားရောက်လို့ကြည့်လိုက်တော့ဝါးနှစ်ပြန်စားလောက်မြင်တဲ့အရက်ရှိရဲ့ပြင် လက်ထဲမှာလည်းမီးလောင်နေတဲ့သင်္ကောင်းတစ်ခုကင်ထားတာတွေ့လိုက်ရတယ်။အောင်မြတ်သားအရှိမရက်နေတဲ့နာနာဘဝကောင်မြင်တော့တင်းရဘလို့ပတ်သက်မှုကြောင့်ဒီနေရာရောက်နေရတာလေ။အောင်မြတ်သားရဲ့စကားကိုကြားတော့ငါဒီနေရာအပိုင်စားရထားလား။ငါနာမည်စန့်ထွားကွာ။ဒီနေတဝိုင်းမှာစန့်ထွားဆိုရင်မသိရသူမရှိဘူး။ငါပိုင်နဲ့ထဲလာပြီ။ငါ့ကိုခွင့်မတောင်းမဲ့အပင်အပင်တွေကိုနှောက်ယူသူတင်းတို့သိပြီတော့။အဲ့ဒီလိုပြောပြီ။လက်ထဲကမီးဆွဲနေတဲ့တုံးနဲ့လှမ်းရိုက်ပါလေရော။ ရိုက်ချက်ကအားပါပြင်းထန်ပြီးဒုံးဆိုတဲ့အတန်နဲ့တူအောင်မြတ်တာရက်နေရဲ့နေရာတဝိုက်မှာမြေစာတွေဖြွားထွက်သွားတယ်။တက်ခတ်လည်းအောင်မြတ်တာကိုထိသွားပြီးအထင်ထဲလိုက်ရှာလိုက်တော့အောင်မြတ်တာရခင်ရဲ့နေရဲ့နေရာမှာမဟုတ်တော့ပဲမလန်းမကန်းမှာပဲပဲကင်းနေစီရောက်သွားတယ်။စံထွားဆိုတဲ့တရေကလည်းအောင်မြတ်တာရှိရဲ့နေရာစီကိုလက်တရမီးတုံနဲ့လိုက်ရိုက်ပါလိရောရိုက်သည်။ရိုက်ချက်တရအောင်မြတ်တာအောင်မထိပဲစိုက်ထားတဲ့ပဲပင်တွေကိုထိပြီးပဲကင်းတစ်ခုလုံးမြေတွေဖြွားလန်းကျဲကုန်တယ်။ အောင်မြတ်တာကဘဲကင်းဆောက်တည်းရဲ့ကို ပြန်မတိုက်ပဲတင်းရှောင်းနေရာကိုတက်ခိုင်နားမလည်အောင်ဖြစ်ခဲ့ရတယ်။ဘဲကင်းဆောက်တည်းရဲ့ရိုက်ချက်တွေကြောင့်ဘဲကင်းအလုံးတစားစီဖြစ်တဲ့အချိန်ကျမှလယ်ဘေးမှာကျနေတဲ့တေကိုင်းကြောက်လေးတစ်ခုကိုကောက်ကန်ပြီးအင်းဆောင်ရဲနဲ့ပတ်လိုက်တယ်ဆိုရင်ပဲတေကိုင်းကြောက်လေးကနေအင်းစမတွေပြင်းနေတဲ့တောင်ဝိတ်တချောင်းဖြစ်သွားတာကိုတက်ခိုင်မြင်လိုက်ရတယ်။ဘဲကင်းဆောက်တည်းရဲ့ကသူ့လက်မှာကင်ထားတဲ့မီးတုံးနဲ့အောင်မြတ်တာကိုထက်ခါထက်ခါလွှဲရိုက်နေတဲ့ချိန် အောင်မြတ်တာကလက်ထရတာဝေးနဲ့ခံလိုက်တော့ဖြောင်းဆူတဲ့အတန်းနဲ့တူမီးတုံးကနှစ်ပိုင်းကျိုးပြီးလွင်ထွက်သွားတယ်။မီးတုံးနှစ်ပိုင်းကျိုးသွားတဲ့ချိန်ပေကင်းဆောက်တည်းရဲ့ကလယ်ထဲမှာရှိနေတဲ့မြေစာခဲတွေနဲ့အောင်မြတ်တာကိုပစ်ပါလိရော။အောင်မြတ်တာကရှောင်ခြင်းလည်းမရှိ တုံလုံးခြောက်ချခြင်းလည်းမရှိပဲ။မြေစာခဲတွေကအောင်မြတ်တာခန္ဓာကိုယ်စီမရောက်ခင်လက်တကန်းကွာလောက်ရောက်တော့အတားစီတစ်ခုခုနဲ့စီးခံလိုက်သလိုရှေ့ဆက်မတူတော့ပဲအောက်ကိုတဖုံးဖုံးနဲ့ကျပါလိရော။ ပြည်လို့နေရဲ့မိစားခဲတွေကအောင်မြတ်တာရှိမှာခါဆောင်လောက်ထိဖြစ်နေပြီးအဲ့ဒီချိန်ရောက်တော့မှ အောင်မြတ်တာကမိစားပုံပေါ်မှာအင်းတရွက်ကိုပြစ်ချလိုက်တယ်။အင်းစာရွက်ကမိစားပုံပေါ်ရောက်တာနဲ့မိစားပုံကတပြေးပြေးလှောင်ရှားလာပြီးအသွင်ပြောင်းလာကနောက်ဆုံးမှာတော့လက်လေးပဲရှိရဲ့ဘလူးကြီးတကောင်ဖြစ်သွားတော့တယ်။မိစားပုံကနေဖြစ်လာတဲ့ဘလူးကပဲကင်းဆောက်တည်းရဲ့ရှိရဘက်ကိုရှောက်သွားပြီးတော့အနားလေးရောက်ရောလက်ထဲကလှန်နဲ့ထူးချလိုက်တယ်။လှန်နဲ့ထူးလိုက်တဲ့ချိန်ပဲကင်းဆောက်တည်းရဲ့ကိုယ်ထဲကနေ မင်းညင်းညင်းပြစ်ချွေချွေအရေးတချို့ထွက်ကြလာခဲ့တယ်။ထိုရေရီယာပဲကင်းထဲကိုကျတဲ့အချိန်စူစူဝါဝါအော်တန်တဲ့အတူပက်လက်မှာရှိတဲ့ပဲကင်းနေတဲ့ကနေလေးဘက်ထောက်ပြီးပြေးလာတဲ့နာနာဘာဝတွေကိုတက်ခိုင်မြင်လိုက်ရတော့တယ်။အောင်မြတ်တာရွာဘက်ကိုတစ်ချက်ဆောင်းကြည့်ပြီးပါဇက်ကနေမြေစာဘလူးတင်းကြော်ခွင်းနဲ့ပဲကင်းစာဘလူးကိုခြိနှောက်ထားတော့အမေပြေးလိုက်တဲ့ချိန်မြေစာဘလူးတစ်ဖြစ်လေလက်လေးဘက်နဲ့ဘလူးကလက်ထဲမှာကင်ထားတဲ့ကျိုးဝင်ကို ပဲကိစားတရေရှိရာကိုပြစ်လွန်လိုက်တယ်။အောင်မြက်တာလည်းအနီရောက်ကျိုးရည်နဲ့ရစ်ပတ်ခံထားရတဲ့အယုတ်ကိုကြည့်ပြီးတော့အစိမ့်တဲ့အယုတ်နဲ့ထွင်းထုတ်ထားတဲ့အစီအမံပဲ။ဒီလိုအစီအမံတွေကကြောက်စရာကောင်းတယ်လို့အရန်လဲအစွမ်းထက်တယ်။အဲဒီအစီအမံဥကလဘလို့သိနေရလဲစီယာ။သူကိုယ်တိုင်လှုပ်ထားတာမဖြစ်နိုင်တဲ့အတွက်သူ့ရဲ့လက်ဆွဲစရာတယောက်တော့ရှိရမယ်တခါ။ငါတို့ရွာထဲသွားပြီးအခြေအနေကြည့်ရအောင်။အောင်မြက်တာရွာထဲဝင်လာတော့စီယာဥကလချန်နယ်မှာတောင်းကျမ်းနေကြပြီ။ ဘားကျော်ရဲ့အလောတကြီးပြောတဲ့တန်ကြားတော့တက်ခါရခြံထဲမှာဘာတွေတောင်းကျနေရလဲအဲ့ဒါတော့မသိဘူးစီယာဥကလာခြံထဲကတစ်ပင်တွေလေမတိုက်ပဲလှုံရမ်းနေရလဲမြင်ရတယ်နောက်ပြီးစူးစူးဝါးဝါးအော်ဟစ်ပြီးခြံထဲမှာပြေးနေကြတဲ့ခြေတံတွေလည်းကြားရတယ်ဒါဆိုဥကလာနဲ့သူ့အပေါင်းပါတွေရောရွာသားတွေကဆရာတို့ပြောတဲ့အတိုင်းခြံပက်ပက်လေးကိုဝိုင်းပြီးစောင့်နေကြတယ်ထွက်လာတဲ့ဖမ်းမဲ့လောက်တာကိုတီးရောခြံပြင်မထွက်ပဲတင်းခန့်နေတယ်ပြောပြီးတော့ ဥကလားခြံရှိအောင်မြတ်တာရှောက်လာလိုက်တဲ့ခြံရှိရောက်တော့အိမ်ဝိုင်းလေးကမိတ်ဆွေတင်းနေတဲ့ရွာသားလေးစီကနေမတရားရယူထားတဲ့လဲမျိုးတွေကိုပြန်ပေးလိုက်ပါဒါဆိုတင်းရောရွာသားတွေအနေရပြုမှာမဟုတ်တော့တင်းစီမံထားတဲ့ပညာရက်တွေရလဲအခုချိန်မှာအသုံးမဝင်တော့တဲ့အတွက်တင်းလက်လျှော့လိုက်ပါတော့အောင်မြတ်တာစကားကြတော့ရွာသူရွာသားတွေကဟုတ်တယ်ငါတို့လဲတွေပြန်ပေးမပေးခြံနေရနေထွက်မလာနဲ့အောင်မြတ်တာလည်းစူညံတောင်းကျမ်းနေရဲ့ရွာသားတွေဘက်ကိုလှည့်ပြီးတော့ ရွာသားတို့စိတ်မလောကြပါနဲ့တင်းတို့ပိုင်ဆိုင်တဲ့ຢာတွေပြန်ရတော့မှာပါဒါကြောင့်တင်းတို့စီကဂတိတစ်ခုလိုချင်တယ်ပြောပါဘာဂတိလဲကျုပ်တို့လဲတွေပြန်ရရပြီးရောဗျဆရာပြောတဲ့အရာတွေအလုံးလိုက်နာပေးမယ်ကောင်းပြီတင်းတို့စီကကျုပ်တောင်းဆိုချင်တာဥကလာကိုအနေရမပြုတ်ပဲလွတ်ပေးလိုက်ကြပါသူရဲ့ပိုင်ဆိုင်မှုတွေကတင်းတို့လဲတွေကိုပြန်ယူပြီးကျန်တော်သူတို့တည့်ယူစေပြီးဒီရွာကနေဘေးကင်းစွာနဲ့မောင်းထုတ်ပေးကြပါအောင်ရတာရဲ့စကားကြတော့ရွာသားတွေက ဆရာပြောတာလက်ခံတယ်။သူ့အချိန်သုံးရက်ပေးမယ်။သုံးရက်ပြည့်ဒီရွာကနေထွက်သွားရမယ်။ရွာသားတွေရဲ့သဘောတူညီချက်ရတော့အောင်မြတ်တာကအီချန်ဝင်းတွင်းမှာရှိတဲ့နာနာဘဝမကောင်းဆိုးပါများ။အောင်လန်းစီရင်နဲ့စီရင်ခိုင်းစေခံထားရတဲ့ပုံကူများ။တင်းတို့ကျုပ်အောင်မြတ်တာအမိတ်ပေးရဲ့။ယခုချက်ချင်းအီချန်ဤရွာဤဒေသကနေထွက်ခွာစေ။တင်းတို့ကြံရှိနေခဲ့မယ်ဆိုပါကကျုပ်ဤအင်းစမအစွမ်းအကြောင်းကိုတင်းတို့သိရှိခံစားစေရမည်။ အမိသည်ယခုမှစ၍နောက်တစ်နာရီအတွင်းအကျုံးဝင်သည်။အောင်မြတ်သားရဲ့စကားအလဲဆုံးခြံထဲကနေပြေးထွက်သွားတဲ့ခြေတန်းတွေကိုအတိုင်းသာကြားရတော့တယ်။ဥကလာရောသုံးရမြောင်းနေမှာသူ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့အတူရွာနေမောင်းထုတ်ခဲ့ကြတယ်။အောင်မြတ်သားတို့လည်းမတန်ရှင်းတဲ့လဲမြေတွေကိုရေမန်းနေနဲ့ပြန်စီခြင်းအိမ်ထဲရွာပဝင်းကျင်ကိုအင်းစမများနဲ့ကာယံချင်းများဆောက်ရွက်ခဲ့ကာ၃ရက်လောက်မှပြီးစီခဲ့တော့တယ်။ပြန်မနေအရောက်မှာတော့ရွာလေးရဲ့အနောက်ဘက်လေကွင်းနေနာမှာ ူတန်လန်လောက်ရှိရဲ့လက်သားတကောင်နားလျောက်ကျွာသားတွေမြင်တော့အောင်မြတ်တာကိုပြောပါလေရောမစိုးရိမ်ပါနဲ့ကျွာလေးကိုဘလို့အရာမှဝင်လို့မရအောင်လှုပ်ပေးခဲ့ပါလေအကယ်၍အနေရတစ်ခုခုကြုံလာခဲ့ရင်ကြုတ်ပေးထားတဲ့ရေမန်းစီမန်းတွေကိုလိမ့်ပါတိုက်ပါပက်ပြန်းပါအဲ့လိုမှကြိုင်းနဲ့ကျွာလေးကနေထွက်လာလိုက်တော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ပေးခင်းဆောက်တရေဆိုတဲ့ဇလံကတော့ဒီမှာနေပြီးဆုံးပါပြီ။ ဇနန်းလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်